ဘာသာတဲ့နေစဉ်ဘုရားရှိခိုးနေတဲ့ထဲမှာဩဃာတာဆိုတာပါတယ်ဩဃာတာဘုရားရှိခိုးပေါ့အစတော့အဲ့ဒီဩဃာတာနဲ့စားရတယ်သုံးသုံးကဆိုတယ်အဲ့ဒီဩဃာတာဘာကိုပြောတာတော့ဘနမိုးလေးအရာကနေလှူထားလိုက်ပြီဆိုတာနဲ့ဩဃာတာနဲ့ကိစ္စမိဓမ္မတာနဲ့ကိစ္စမိတန်ခါတာနဲ့ကိစ္စမိ ဆိုပြီးတော့ကိုကိုတရဏဂောရေးစောက်တည်လိုက်တယ်။စောက်တည်လိုက်တဲ့အချိန်ပဲကိုလေကိုကတည်တယ်။တရားကိုွယ်ပါတယ်တရားကိုွယ်ပါတယ်တန်ခါတော်များကိုွယ်ပါတယ်ဆိုပြီးတော့ရှင်ရနာ၃ပါးကိုကိုရဲ့လုထခြင်းပထမဆုံးအချိန်မှာတရိရလိုက်တာ။ဘာကုသူနဲ့လုထခြင်းပဲ။တတိကနေပြီးတော့မျက်နှာသွားတည်တယ်။ရှင်နဲ့မျက်နှာကိုကြည့်လိုက်တဲ့အချိန်အေးချမ်းသွားတယ်လို့ဒါနဲ့တကောအလုံးစုံတတ္တဝါတွေ ီကဲ့သို့အေးချမ်းကြပါစေဆိုပြီးတော့မေတ္တာစိတ်ကလေးနှလုံးသွင်းပြီးတော့မျက်နှာပြည့်မယ်ဆိုရင်မေတ္တာဘာဝနာကုသိုလ်ကိုတနေ့တာရဲ့လိုထခြင်းတွေကိုအဲ့ဒါလိုလေးအစာပြုလိုက်နေဆိုလို့ရှိရင်ကုသိုလ်နဲ့ဒီတနေ့ကိုအစာပြုလိုက်ခြင်းပါပဲစက်တင်မင်္ဂလာရှိရဲ့လိုထခြင်းပါပဲဒီချက်ပို့ပြီးတော့တန်တန်နေဆိုလို့ရှိရင်ဖျားရှိခိုးခြင်းတော်တော်ရေကချင်းပန်းကချင်းစွန့်ကချင်းစီမီကချင်း ဒါတွေကိုလည်းပြုလုပ်လို့ရပါတယ်။ဒီလိုနေတဲ့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဩဃာသဘုရားရှိခိုးကြောကြတယ်လေ။အဲဒီဩဃာသဘုရားရှိခိုးတဲ့မှာပါတဲ့ပထမဆုံးဩဃာသဩဃာသဩဃာသသုံးညိဆိုရတယ်။အဲဒီဩဃာသဆိုတာဘာကိုပြောတာတော့တချို့ကနားမလည်တဲ့လူတွေရှိတယ်။အတိတ်ဘယ်ကိုမသိတဲ့သူတွေရှိတာပေါ့နော်။ဘာကြောင့်လို့ဆိုတော့ဦးဇင်းတို့တခါတော့ခရီးသွားတယ်ခရီးသွားတော့ ကာသမရကကြီးနဲ့ဦးဇင်းတို့နဲ့စကားပြောဖြစ်တယ်ပေါ့နော်။ဘာပြောတာလဲဆိုတော့ဒီတေယုနိုင်ငံအနေပြီးတော့နော်မဟာယာနဘုရားဘာသာပေါ့အဲဒီကနေပြီးတော့ဦးဇင်းတို့ထေရဝါဒကိုပြောင်းလာတဲ့တေယုလူမျိုးတစ်ခါကြီးတယောက်ကသူ့ကိုမေးတယ်တဲ့မေတ္တာဘုရားဘာသာတွေနေ့စဉ်ဘုရားရှိခိုးနေတဲ့အထက်မှာဩဃာတဆိုတာပါတယ်ဩဃာတဘုရားရှိခိုးပေါ့ အစတော့အဲ့ဒီဩဃာသနဲ့စရတယ်။သုံးသုံးကဆိုတယ်။အဲ့ဒီဩဃာသဘာလို့ပြောတာတော့မသိလား။တင်ကောက်ပြောပြပါလို့။အဲ့ဒီတရုတ်လူမျိုးတကားကြီးကမေးတယ်။အဲ့တော့ကာသမားကသူရှိတော့ရှိခိုးနေတာပဲထိဖဲ့ဘူးသူမသိဘူး။မသိတော့မပြောပြနိုင်ဘူးပေါ့။ဟိုတရုတ်လူမျိုးအဲ့ဒီကူလာတဲ့တကားကြီးကလည်းဘာသာကူလာတဲ့တကားကြီးကလည်းအပြူသဘောနဲ့မေးတာဖြစ်မှာပါ။ ူအဲ့ဒီမှာအဲ့ဒီကာသမောကိုသူရှင်းပြသွားတယ်ဩကာသဆိုတာကဒီလိုအဓိပ္ပာယ်ရှိတယ်ဒါကြောင့်ဒီလိုသုံးကဆိုလဲဆိုတာနော်သူလိလလာထားလို့နေမှာပေါ့ဆရာတော်ကြီးတွေပြောလဲတာတွေစာလေးဖတ်တာတွေဒီလိုလိလလာလည်းရတာအဲ့တော့အဲ့ဒီဩကာသဆိုတာဘာကိုပြောတာတော့ဆိုတော့ဦးဇင်းတို့ပါဠိစာပြေသင်ဦးတဲ့လူကတော့သိမှာပေါ့နော်ဆရာတော်တွေရဲ့တရားနာထားတဲ့ပုံကိုယ်တွေနေမြန်ထားတဲ့ပုံကိုယ်တွေကတော့သိမှာပေါ့ဩကာသဆိုတာကအခါအခွင့်နော် ခါခွင့်လို့ထိပ်ပြရတယ်။ဘာခါဘာခါခွင့်လဲဆိုတော့ဦးဇင်းတို့ဘုရားရှိခိုးရဲ့နော်ရှိခိုးကတော့ရခွင့်ပြုတော်မူပါဘုရားဆိုတဲ့ပုံစံမျိုးပေါ့နော်ဩဃာတဘုရားတော့ဒဇိန်နဲ့တော့မဟုတ်ဘူးဩဃာတဦးဇင်းတို့ဩဃာတဩဃာတဩဃာတဆိုပြီးတော့သုံးရင်ဆိုရတယ်လေ။ပို့ပြီးတော့လေးနဲ့အောင်ပို့ပြီးတော့ဂရုကာရဝဖြစ်အောင်ဦးဇင်းတို့သုံးရင်ဆိုတာနော်အစလုံးလေဘုရားယရဏတရားယရဏသံဃာယရဏဆိုတဲ့ယရဏ၃ပါးကိုညှို့နယ်လို့လဲ ယူဆတာလည်းရှိတယ်။အဲ့တော့အတိဘယ်ကဘာပြောချင်တာလဲဆိုရင်ဩဃာတဆိုတာကရှစ်ခိုးရံခွင့်ပြုတော်မူပါဗျာဆိုပြီးတော့မရှစ်ခိုးခဲ့ပထမဆုံးဩဃာတ၃ညဆိုရတာ။နော်ဒါဩဃာတရဲ့အတိဘယ်။အဲ့ဒီနောက်ဦးဇင်းတို့သိစရာအတိဘယ်တွေများစွာရှိတာပေါ့။ဒီဩဃာတဘုရားရှစ်ခိုးထဲမှာအဲ့ဒီဩဃာတပြီးတော့ကာယကံဝစီကံမနောကံဆိုပြီးတော့အတိဘယ်တစ်ခုကျေးစီဦးဇင်းတို့ရှိတယ်။ အဲ့ဒီအတိပ္ပယ်လေးတွေကိုလည်းကိုကဗုဒ္ဓဘာသာဖြစ်သည့်အလျောက်သိထားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ဒါရီယာအင်မတန်မှခက်ခဲတဲ့အရာတွေလည်းမဟုတ်ဘူး။ကာမစကားနဲ့ပြောမယ်ဆိုလို့ရှိရင်သမင်းစားရည်တော့ဟိုနည်း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 မသိရင်တော့မှသိတော့တည်ထားတဲ့နဲ့ပေါ့နော်။ကာယကံဆိုတာဘာပြောတာလဲကဲ။အရင်မနဲ့နေဘူး။ကိုနဲ့ပြုလုပ်တဲ့ကံတွေပေါ့ အဲ့ဒီကိုယ်နဲ့ပြုလုပ်တဲ့ထင်မှလည်းကောင်းတဲ့ကံရှိတယ်မကောင်းတဲ့ကံရှိတယ်ဥပမာဖျားတော့တော်ရဲ့လဲတယ်ဆိုလို့ရှင်လက်နဲ့တော့ပြီးတော့လဲရတယ်ဒါကောင်းတဲ့ကာယကံပေါ့ဝတ်တကောင်ကိုတူနဲ့ထုတ်တတ်တယ်ဆိုလို့ရှင်ဒါဟာမကောင်းတဲ့အကုသို့ကာယကာယအကုသို့ကံပေါ့နော်အဲ့လိုလေအဲကာယကံဆိုတာဘာပြောတာဘာပြောတာလဲသိဖို့လိုတယ်ကိုယ်လက်အင်္ဂါတွေနဲ့ထိဆက်ပြီးတော့ပြုလုပ်တဲ့ကံနေမှန်တမယကိုကာယကံလို့ခေါ်တယ် အဲ့ဒီကံထဲမှာပဲကုသအကုသကွဲတာပေါ့နော်ကာယကုသကာယအကုသနောက်ဝစီကံနဲ့နှုတ်နဲ့ပြောတယ်ပြားစာရွတ်နေတယ်ပေပဌံနေရွတ်နေတယ်ဝစီကုသကံပေါ့ဆဲနေတယ်စိုးနေတယ်ဟိုဗဇက်ကနေပြီးတော့ယုတ်တအနတ္တတွေပြောနေတယ်ဆိုလို့ရှိရင်ဝစီအကုသကံပေါ့နော်နောက်မနောကံနဲ့စိတ်နဲ့ကြံတွေးတာလဲကောင်းတာလဲတွေးလို့ရတယ်မကောင်းတာလဲတွေးလို့ရတယ်ပေါ့ကောင်းတာတွေးလို့ရှိရင် မနောကုတုကံမကောင်းတာတွေးနေလို့ရှိရင်မနောအကုတုကံပေါ့အဲ့တော့ကာယကံဝစီကံမနောကံဆိုတာကကိုယ်နဲ့ပြုလုပ်တဲ့ကံတွေနှုတ်နဲ့ပြောတဲ့ကံတွေစိတ်နဲ့ကြံသွေးတဲ့ကံတွေဒါကိုပြောတာဒီလောက်ကြီးသိထားရင်ကိုဦးဇင်းတို့ဟိုအမိကံဗုဒ္ဓဘာသာမဖြစ်တော့ဘူးနည်းနည်းလေးတော့ကုဘာသာပေါ်မှာတာဝန်ကြီးတယ်တာဝန်ကြီးတယ်ဆိုတာဟိုဒီဘာသာကြီးက ဒီဘာသာကြီးကိုဝင်နေလို့ကဒီဘာသာကြီးလောက်ကျွေးနေရတာမဟုတ်ဘူးဒီဘာသာဝင်နေဆိုတာကဘု து အတွက်လည်းပြန်ကြည့်ရင်နောက်ဆုံးကိုယ်အတွက်ပဲဖရာအတွက်လည်းမဟုတ်ဘူးတရားအတွက်လည်းမဟုတ်တန်ခါအတွက်လည်းမဟုတ်ဘူးဒီအရာတွေကိုကိုစောင့်ထားခြင်းတည်ထားခြင်းကျင့်သုံးထားခြင်းဟာဘု து အတွက်မှမဟုတ်ဘူးကိုယ်အတွက်ပဲအဲ့တော့ကြောင့်ဦးဇင်းတို့တည်ထားဖို့လိုတယ်အဲအဲ့တော့ဟိုဦးဇင်းစိတ်ထဲမှာတော့ရှိပါတယ်ဒီဩဃာတခရောချိုးကိုအကျယ်ပေါ့နော်တနည်း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  အားတဲ့ချိန်လေးပြီးရိုက်ပြီးတော့တင်ပြဖို့ရှိတယ်အဲ့တော့ခုတကအခုဒီနေ့ပြောတဲ့အထင်မှာဆိုရင်ဩဃာတကတော်ချိုးရဲ့နော်ဩဃာတဆိုတဲ့အတိပဲပြီးတော့အဲ့ဒီနောက်ကာယကံဝစီကံမနောကံနောက်ဆက်လာတဲ့တပ္ပဒေါသတပ္ပဆိုတာခတ်သိမ့်ပေါ့ဒေါသအပြစ်တွေပေါ့နော်တပ္ပဒေါသခတ်သိမ့်သောအပြစ်တွေကိုပြောက်ပါစေခြင်းအကျိုးငါစသည်အဖြစ်ပေါ့နော်ဥစဉ်တို့နောက်သူ့ရဲ့တမိုင်းလေးပေါ့ မြန်မာနိုင်ငံမှာပေါ်လာတာဗျာရှင်လက်ထက်ကတော့မရှိသေးဘူးပေါ့မြန်မာနိုင်ငံမှာရှေးအစဉ်ဆက်ကလေးကဒါဒီဩဃာတကတော်ကျိုးတဲ့ဒီလောက်မယူခင်ကတော့ကြတယ်ဗျာတရားတန်ခါရဏသုံးပါမိဘဆေအောင်ဒီဩဃာတမှာလည်းဥစဉ်တို့မူမျိုးမျိုးရှိတာပေါ့နော်မူမျိုးမျိုးရှိတယ်တချို့ကတချို့ရှေးခိုးတဲ့ပုံစံလေးတွေနဲ့နည်းနည်းဟိုမတူတာလေးတွေရှိတယ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်ဒီဩဃာတကတော်ကျိုးဟာမြန်မာနိုင်ငံမှာရှေးအစဉ်ဆက်ရှေးခိုးလာတဲ့ဩဃာတ ကရောဂျူဖြစ်တယ်နောက်တစ်ခုဒီဩဃာတကရောဂျူထဲမှာဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အလျောက်တည်တည်တီးထိုက်တဲ့အရာလေးတွေရှိတယ်အဲလေးတွေကိုလည်းကိုကတိအောင်လေ့လာပါစာဖတ်ပါတရားတွေနားပါအခြေခံလေးတွေတော့တည်တည်တယ်ကိုကဗုဒ္ဓဘာသာတရားဖြစ်နေပြီးတော့ဒီအခြေခံလေးတွေကိုမှမတည်ဘူးဆိုရင်ကိုဘာသာအတွက်အမတန်မှဆက်ဖို့ကောင်းပါတယ်အရေးအတွက်သာရှိပြီးတော့အရေးချင်းမရှိတဲ့ဗုဒ္ဓဘာသာတွေဖြစ်ပါတယ် အဲ့လိုလည်းမဖြစ်ပါစေနဲ့အရေးတွေလည်းများရမယ်ဦးဇင်းတို့အရေးအချင်းလည်းရှိရမယ်ဆိုလို့ရှိရင်အရေးတွေလည်းများရမယ်အရေးချင်းလည်းရှိမယ်ဆိုရင်ကို့ဘာသာဟာနောက်ဆုံးအစ်အရေးအတွက်မများပါနဲ့အိုးအရေးချင်းရှိနေမယ်ဆိုရင်ကျင့်တဲ့ဆရာအမှဓမ္မကောင်းပါလေအဲ့တော့အခုဗုဒ္ဓဘာသာဝင်နေတဲ့ပုဂ္ဂိုလ်တွေလည်းဟိုတည်တည်တည်ထိုက်တဲ့ခြေခံလေးတွေဘာသာရေးဘဟုတုတလေးတွေတည်အောင် လေ့လာကြပါဦးဇင်းတို့ကလည်းပဲဘာသာရေးကောင်းဆုံးတွေဖြစ်တဲ့အလျောက်ပေါ်လိုက်ပေါ်တွေမှာရောအပြင်တွေမှာရောကိုစွမ်းနိုင်တဲ့လောက်တတ်နိုင်တဲ့လောက်ဖြန့်ဝေပြပါမယ်မျှဝေပြပါမယ်သင်ကြားပြပါမယ်မပြည့်စုံမိမဲ့ညီးမနေတတ်တာဟာရှောင်ရဲမှုရှိလို့ပါတဲ့မချမ်းသာပေမဲ့ပြီးကန်းတတ်တာဟာယုံကြည်မှုတတ်တာတရားရှိလို့ပါတဲ့မတိကျွမ်းပေမဲ့ကုညီတတ်တာဟာစိတ်ကောင်းရှိလို့ပါတဲ့ အပြစ်တွေ့ပေမဲ့ခွင့်လွှတ်နားလည်တတ်တာဟာတီးခံမှုအားကောင်းလို့ပါတဲ့အလိုမကျတာတွေ့ပေမဲ့ဒေါသမထွက်တာဟာပညာရှိလို့ပါတဲ့အစင်မပြေပေမဲ့ကုသိုလ်ဖြစ်အောင်နေတာဟာတတိရှိလို့ပါတဲ့ဒီစာလေးကတော့အွန်လိုင်းမှာ bookman ဆိုတဲ့ပေကနေတင်ထားတဲ့စာလေးပါအတိတ်ပဲပြေဝနေလို့ပြန်ပြီးတော့ဦးစင် sharing လုပ်ပေးလိုက်တာဖြစ်ပါတယ်